အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကားဆိုရဲ့အကားဆို official youtube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော် channel လေးကနေဒီကနေ့မှာတင်ဆက်ပေးဖို့ရေးချဲထားတဲ့ဇလံကောင်းလေးရောဆရာကားတော်ကိုယ်တိုင်ရေးသားထားတဲ့ဖျက်ပဲဥအောင်ရှိန်နဲ့သွေးတောက်တာအတွဲနှစ်စာသင်23ပဲဖြစ်ပါရဲ့ခင်ဗျာဒီဇလံလေးကိုတော့ကျွန်တော်လင်ကကြောင့်မှတင်ဆက်ပေးတော့မှာဖြစ်ပြီးတော့ဇလံလေးကိုမတင်ဆက်ပေးခင်မှာလဲကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါသေးခင်ဗျာ ခံစားနားဆင်ရင်အားပေးကြပါဦးနော်မိုးစိုးရွာကိုဆရာဦးအောင်ရှင်နဲ့ကျုံနဲ့ရောက်တော့ညနေတော်တော်တော်ဆောင်းနေပြီဗျနေလုံးကြီးကလည်းအလောက်ဖက်တော်နေကြီးကိုမေးတင်ပြီးတော့ပြောက်ွယ်သွားတယ်ကောင်းငင်မှာလည်းအလင်းရောင်မှိမ့်မိန်လေးပဲကျန်နေတော့တယ်မိုးစိုးရွာကိုမြောက်ခင်မှာတင်းချမ်းဟောင်းကြီးတစ်ခုကိုဖျက်သွားရတယ်ဗျတင်းချမ်းကြီးရဲ့အပေါ်မှာတော့လင်းတို့တွေကအုပ်ခဲပြီးတော့ပြန်တန်းနေတာအကောင်ရင်ကမနှဲဘူးဗျကြောက်ပြင်ထူးဆန်းတာနဲ့လင်းတို့တွေကိုငေးကြည့်နေမိတယ် မိုးဆိုးရွာမြင်းသာရွာနဲ့ဆိုရင်တန်တားရီခွဲနှစ်တန်တားရီတသာလောက်သွားတယ်အကျုပ်တို့ကလည်းလဲပေါ်ဆင်းလိုက်တော့ကိုတိုးတက်ကချောင်းကောက်ရွာကိုဆက်သွားတော့တယ်ရွာပြင်တားလဲမှာလူတွေကရှင်းလင်းနေပေမဲ့ရွာလေလန်းကလေးမှာတော့ရေခက်တဲ့သူကရေခက်ထင်းခွေပြန်လာတဲ့လူကပြန်လာလွားတွေဆွဲလာတဲ့လူကဆွဲလာရင်းနဲ့စီကားနေတယ်ဗျာရွာထင်းမြေခွဲလက်ကလေးအယောက်မှာတော့ကာလာသားတစ်တိုက်ကချင်းခန့်နေကြတယ်ဆရာဦးအောင်ရှင်ကလည်းချင်းဝိုင်းဝန်ငေးကြည့်နေတယ်ဗျာဆရာကြီးကချင်းခက်တာကိုဝန္ဒနာပါပုံရတယ်ဗျာ ဆရာကြီးကြည်နေတာနဲ့ကျောက်ကလည်းကြည်နေမိတယ်။အဲကာလာသားတွေချင်းလုံးခက်တာတော်ချက်ပြန်ချင်းလုံးကမြေပေါ်မကြမဲနဲ့ဝိုင်းထဲမှာလှဲ့လင်းနေတယ်။ကာလာသားတွေကလည်းချင်းလုံးကိုစတန်ထွင်ပြီးတော့ပုံစံမောင်းစုံနဲ့ခက်ကြသပြ။ဟိုဆရာကြီးကချင်းခက်တာဝန္ဒနာပါတယ်ထင်တယ်ဗျ။ကျုပ်ပြောလိုက်တော့ဆရာကြီးကခေါင်းခါလိုက်ပြီးတော့ဝန္ဒနာပါတယ်တော့မဟုတ်ပါဘူးကွာ။ငါကြည့်နေတာချင်းဝိုင်းကိုကြည့်နေတာမှမဟုတ်တာကွာ အာဆရာကြီးကလည်းဗျာချင်းဝိုင်းမင်းသားမှာရက်ပြီးတော့ချင်းကက်ထောင်ကိုမကြည့်ဘူးဆိုတော့ဆရာကြီးကဘာကြည့်နေတာဆရာဦးအောင်ရှင်ကလည်းကျုပ်ကိုချင်းဝိုင်းအနောက်ကထိုင်နေတဲ့လူတွေကိုလက်ညှိုးထိုးပြတယ်အဲ့ဒီလူတွေထဲမှာကိုအေးလည်းပါသဗျာကျုပ်ကချင်းဝိုင်းကိုအောင်ဆိုင်ပြီးကြည့်နေလို့ချင်းဝိုင်းမင်းသားမှာကိုအေးထိုင်နေတာကိုမမြင်လဲရဘူးနင်းညိုချင်းဆိုတော့ကိုအေးတို့ကချင်းဝိုင်းကိုကြည့်လိုက်အရာပလင်းကိုမော့တော်လိုက်နဲ့ဇိန်ခမ်းနေတယ်အကိုအေးမင်းသားမှာထိုင်နေတာကတော့လူပူလေးတွေရောဗျအစ်စ်တို့အမြစ်တို့နဲ့ခလေးရွယ်လောက်ပဲရှိတဲ့လူပူလေး ကိုကြီးကလည်းအဲ့ဒီလူမှုလေးနဲ့စကားတွေပြောလိုက်အရင်မော့တောင်းလိုက်နဲ့လို့ရင်းကအထခါတော့ကျုံတဲ့ဆရာဦးအောင်ရှင်နဲ့မက်တရက်ပြီးကြည်နေတာကိုတွေ့သွားတယ်။သူ့ကိုစိုက်ကြည့်နေတဲ့ဆရာကြီးနဲ့မျက်လုံးချင်းဆုံသွားတယ်ထင်ပါဗျာ။တောင်းလဲစားရပလင်းကိုဘေးနားလူမှုလေးကိုပေးပြီးတော့ကိုကြီးကလည်းကျုံတို့ဘက်ကိုလမ်းလျှောက်လာတယ်။ကျုံတို့နားကိုရောက်တော့ဆရာဦးအောင်ရှင်ကဟဲ့ကောင်ကြီးမင်းမဟုတ်တာကြီးလျှောက်လို့မနေနဲ့နော်။ဘာဗျ။ကျုံလုံးတာမဟုတ်တာလေ။ကျုံမေအတွက်လက်စားပြန်ချေတာမဟုတ်တဲ့အလုပ်လားဗျ။ လက်စားချေတာကိုမကောင်းဘူးလို့ငါမပြောဘူးကွာအေးဒါပေမဲ့မဟုတ်တဲ့ဆရာတွေနဲ့တွေ့ရင်မင်းလူညုံတုံးသွားနိုင်တယ်ကွာကိုကြီးကဒါဆိုဆရာကြီးကကြောက်ကိုစားလက်တော့မြန်ပေးမှာဦးအောင်ရှင်ကလည်းခေါင်းခါပြလိုက်တယ်ရှင်းနေတာပဲဗျဆရာကြီးမလုံနိုင်တဲ့အရာတခုကိုဘာဖြစ်လို့တားဆီးနေတာလဲကိုကြီးရဲ့လေသံနည်းနည်းမာလာတယ်ဗျဆရာကြီးကလည်းအပြောဆိုကခက်ပြက်ပြဲဆိုတော့ကြားရင်ညံပွဲတခုကဖြစ်သွားနိုင်တယ်ဒါကြောင့်ကြောက်ကပဲဂျောင်းဝင်ပြီးတော့ ဩအဲ့လိုလည်းမဟုတ်ပါဘူးကိုရေးဟာဟိုကျုပ်တို့ကကိုရေးကောင်းဖို့အတွက်ပြောတာပါဗျကိုရေးနဲ့တွေ့တဲ့လူကမကောင်းတဲ့လူဖြစ်ဖို့များတယ်ဗျမင်းတို့ကောင်တွေကအဲ့ဒါပဲကွာမင်းတို့လုပ်တဲ့အလုပ်မှအကောင်းထင်တယ်သူများလုပ်တဲ့အလုပ်ဆိုမကောင်းတဲ့အလုပ်မမှန်တဲ့အလုပ်ဆိုပြီးတော့အပြစ်တင်ကြဒီမဆရာကြီးဆရာကြီးလုံးမပေးနိုင်တဲ့အရာတစ်ခုကိုကျုပ်ကအခြားလူတယောက်ကိုခိုင်းတာဆရာကြီးဘလုံးမစိတ်ထဲမှာမထားပါနဲ့ဗျဒီကိစ္စကကျုပ်ကိစ္စပါဗျဆရာကြီးနဲ့မဆိုင်ဘူးဆရာကြီးနေရာတကလူတွင်ကြမလို့ချင်စမ်းပါနဲ့ဗျ ကိုရီးယားဒွန်နဲ့မော်နဲ့ပြောပြီးတော့ဆရာကြီးရဲ့ပခုံးကိုမတိမတဝင်တိုက်ပြီးတော့ရွာလန်းပေါ်ကိုထွက်သွားတယ်။ဆရာဦးအောင်ရှင်ရဲ့ရုပ်ကတော့မလုံးမရှက်ခက်တီတီပဲဗျ။ဟိုဆရာကြီးကိုရီးပြောတော့စိတ်မစိုးပါနဲ့ဗျ။မစိုးပါဘူးရင်မောင်ရာငါသူ့ကိုကယ်မယ်လို့ဆုံးဖြတ်ထားပြီးသားပါကွာ။သူပါပြောပြောငါဘလို့မှမမှုပါဘူး။ရေထဲကိုကြားတော့မဲ့ကင်းပြီးတော့တကောင်ကိုကယ်မယ်လို့ကကင်းထိုးခံရမှကိုကြိုတွေးပြီးတော့တီးထားရတယ်ကွာ။တိပင်မောင်ကနေပြန်မစင်းတတ်တဲ့ကြောင်လေးတကောင်ကိုကယ်မယ်လို့ကလည်း ကရင်ပြည်နဲ့ကြောင်ကုတ်ခံရနိုင်တယ်လို့ကြိုတွေးထားတယ်လို့ပေါ့ကွာဟိုဒါနဲ့ဆရာကြီးမိုးစုပ်ရွာကိုရောက်ပြီဆိုတော့ဟိုညကလည်းမှောင်နေပြီလေအဲ့ဒါဘသူအိမ်မှာတဲကြမလဲဆရာကြီးကြုံမေးတော့ဆရာကြီးကလည်းဖာသီးဖာသာပဲနေတယ်အဲ့ဒီအချိန်မှာကိုရဲရဲ့ဘေးနားမှာထိုင်နေတဲ့လူပူလေးကကျုပ်တို့အနောက်ကိုရောက်လာပြီးတော့ဟိုတဲတဲ့အတီညမရှိရင်ကျုပ်အိမ်မှာလိုက်တယ်ပါလားဆရာကြီးလူပူလေးကခေါ်တော့ကျုပ်ဖြင့်အံ့ဩသွားတယ်ဟိုနေပါဦးဗျာ ခမရဆရာကြီးကိုတည်နေတာ။ဩဒီလိုပါ။ဟိုကျောက်ကမြင်းစာရွာနဲ့မိုးဆူရွာကိုချောင်းပေါအောင်သွားနေတဲ့လူပဲဗျာ။ဖះပြန်ဆရာကြီးဥအောင်ရှင်ဆိုတော့ကြားလဲကြားဘူးတဲ့။အဲတခါတော့ကလည်းဆရာကြီးပြောကကုနေတာကိုမြင်လဲမြင်ဘူးတဲ့ဗျာ။ဩဒါကြောင့်ဟိုဗျာ။ကဲလာပါဆရာကြီးဟာ။ဆရာကြီးတခြားအိမ်မှာတဲဖို့စိတ်ကူးမရှိဘူးဆိုရင်ကျုပ်အိမ်မှာလိုက်တယ်ပါဗျာ။ကျုပ်စိတ်ထဲမှာတိတ်တော့မထင်ဘူးဗျာ။ကိုအေးလိုတီလီကြိုးတယောက်ရဲ့တငယ်ချင်းဆိုတော့သူကလည်းတီလီကြိုးအလုံးမရှိအကံမရှိရေထုတ်ကြီးနေမှာ အဒီတော့သူတို့အိမ်ကကောင်းပါမလားဗျာရဲသမားအိမ်မှာအထက်လန်းဆရာသွားတဲတယ်ဆိုတော့အကြောက်လို့မှကောင်းပါမလားကျုပ်ကလည်းဆရာကြီးရဲ့အနာကိုကတ်လိုက်ပြီးတော့လေးတန်လေးနဲ့ဟိုဆရာကြီးရဲသမားအိမ်မှာလိုက်တယ်လို့ကောင်းပါမလားဗျာဟိုသူ့အိမ်ကစုတ်ချနေဘယ်နဲ့လုံးဟိုဒီပါဆရာကြီးအတီကျွမ်းနေအိမ်မှာတဲတန်းပါဗျာဖိတ်တဲ့လူကဖိတ်နေပြီပဲရင်မောင်ရငါတို့ကမလိုက်သွားရင်ကောင်းပါမလားကွာဒီတော့လူပူလေးကလည်းပြုံးဖြီးဖြီးဖြစ်သွားရင်လည်း သူ့ရဲ့လက်တို့လေးနဲ့ရွာတဲကိုညှို့ပြပြီးတော့ကဲဆရာကြီးကြော့အိမ်ကိုကြွားပါဗျာလူပူလေးကလည်းပြပတ်ဆိုနဲ့အရှိအထွက်သွားပါရောကျုံးနဲ့ဆရာဦးအောင်ရှင်ကလည်းသူ့နောက်ကိုလိုက်ခဲ့ရတာပေါ့ဗျာမိုးဆူရခက်သေးသေးလေးပါဗျာ15မိနစ်လောက်တော့မချောင်းလိုက်ရဘူးရွာအင်ဂျီတွေကုန်သွားပြီးတော့လူပူလေးကအရှိအနေဆက်ဆောင်နေတော့ပဲဗျာရွာရှိဘက်မှာသစ်ပိတ်နဲ့အော့အော်ဆန်းဆန်းနဲ့ခြံကျယ်ကြီးတွေရှိတယ်လူနေရလည်းတော်တော်ကျဲသွားတယ် ။ရာဂိနှခင်းလောက်ကိုဖြတ်ပြီးတော့လူပူလေးကခြံဝင်းကြီးတစ်ခုထဲကိုလှမ်းဝင်သွားတယ်ဗျ။ခြံဝင်းကြီးကအတော်ကျယ်တာဗျ။ခြံထဲမှာလည်းသီးပင်စားပင်တွေအရေးရအပင်ကြီးနေနေဆိုတော့ခြံထဲကိုဝင်လိုက်ထတဲ့အေးစိန်သွားတာဗျ။ခြံလေကအိမ်ကြီးကိုမြင်လိုက်တော့မှကျုပ်အထင်နဲ့မြင်ရတက်တက်ဆိုင်အောင်လွဲတော်တော့တာပဲဗျ။အင်ကြီးကနှစ်ထပ်အပြင်တော်ရင်ကြီးကြီးပဲဗျ။ဆရာဝန်ရှိတို့နေတဲ့အိမ်နဲ့၃သားလောက်ကိုကြီးတယ်။အိမ်ထဲမှာလည်းစီမီးအိမ်တွေကိုထွန်းထားတာလင်းထိန်နေတာပဲဗျာ လူပူလေးကိုလည်းမြင်哦အိန္ဒိယမိန်းကလေးတွေကနှုတ်ဆက်ကြမိန်းကလေးတွေကလည်းပူပူလေးတွေမဟုတ်ဘူးပြို့တာမန်ရွယ်ပါပဲဝိထာစားထားတာကတော့တန်တန်ပြန်ပြန်ကောင်းကောင်းမွန်မဲပြရွှေလက်ကောက်တွေနဂတ်တွေလက်စွပ်တွေကလည်းဝိထာသေးတယ်ဒီမိန်းကလေးတွေကလူပူလေးကိုအကိုလို့ခေါ်နေပြအိန္ဒိယမှာလည်းခုံလေးအိန်တော်ပရီဘောကနေနဲ့ပြည့်စုံဆုံးပဲပြဒေါ်တရေတွေနေမယ်ပြအဲအိန္ဒိယတွေကလည်းအတော်များများပဲဒါပေမဲ့တိန်လုံးမှာလူပူလေးဆိုလို့ဒီတယောက်ပဲရှိတယ် အိမ်သားတွေကတော့လူပူလေးကိုရိုးသေးသေးပြောပေမဲ့လူပူလေးကတော့သူတို့မောင်းမမပဲဆက်ဆံနေဗျာအခြေခံမှာထိုင်နေလို့အိမ်ထဲကနေပူပူဝါမိမကြီးတယောက်ကထွက်လာတယ်ပူတယ်ဆိုပေမဲ့လူပူလေးတော့မပူဘူးပေါ့ဗျာမိမကြီးကလည်းလူပူလေးကိုမြင်လိုက်ထောင်နဲ့ဟောတားလေးတော်ပြဲလာပြီလူပူလေးကလည်းအိမ်ထဲကိုတစ်ချက်လှည့်ကြည့်လိုက်ပြီးတော့ဟိုအမေရွှေဥတို့မိကြီးတို့ဖဲသွားတယ်လေအမေရေသွားခန့်နေတယ်လေတားရဲ့မကြခင်လာပါလိမ့်မယ် ။ဩဒီမိမတွေကလည်းဗျာကိုယောက်ကြလာတာတော့မှအိမ်မှာမရှိဘူးတဲ့လား။လူပူလေးကဒေါသထွက်နေပုံပဲ။သူ့မရတော့ပြုံးဖြည်းဖြည်းနဲ့။ဩသားရဲ့သူတို့ကလည်းအလွတ်လွတ်ရသေးတာပေါ့။အထမ်းနဲ့သားဩဟောလူကြီးကဘလူလဲ။ဩဟိုအမေကမေးဆက်ပေးရအောင်မေ။ဒီဘက်ကထိုင်နေတာကတော့မြင်းသားရောဖျက်ပြန်ဆရာကြီးဦးအောင်ရှိန်နဲ့အမေရဲ့။ဒါကတော့သူ့တပည့်ပေါ့။အဲ့သူ့နာမည်ကဘလူခေါ်တယ်လဲတော့သားမသိဘူး။ဟိုကျွန်တော်နာမည်ကရင်မောင်ပါတော်တော် ူပူလေးမရလဲကြောက်ကိုတော့မကြည့်ပဲနဲ့ဆရာဦးအောင်ရှင်ကိုစိုက်ကြည့်နေတယ်။သူကြည့်နေတဲ့အကြည့်ကတအားကိုအထင်ကြီးလေးစားနေတဲ့အကြည့်မျိုးဗျ။ဟိုဖေးရမယ်ဆရာကြီးဦးအောင်ရှင်တဲ့လား။ဟိုနာမည်ကြားဖို့နေတာတော့ကြားပါပြီရှင်။အခုမှပဲလူကိုမြင်မှုတော့တယ်။သတင်းတွေကြားထားတဲ့အတိုင်းတကယ်ပဲခန့်ခန့်ချောချောကြီးပဲ။ဟမ်။ဟိုသတင်းကလည်းဆရာကြီးအစမ်းထက်ကြောင်းမဟုတ်ပဲနဲ့ခန့်ခန့်ချောချောသတင်းပဲထွက်ထားလားဗျ။ကျုံမေးလိုက်ပြီမဲဒီမိမကြီးကပြန်မဖြေဘဲနဲ့ဆရာဦးအောင်ရှင်ကိုပြုံးဖြီးဖြီးလုပ်နေကြည်နေတယ်ဗျ အတူကြီးကလည်းတဏှာကြီးဗျအိန္ဒြေအားနဲ့ထိုင်နေတဲ့ဆရာကြီးတော်မှလှုပ်တုတ်တုတ်ဖြစ်လာတယ်လူပူလေးကလည်းသူ့မိအကြောင်းကိုသိတဲ့ပုံပဲဗျကဲအမေဟိုဒီရဆရာကြီးတို့အိမ်ဖို့ညီမတွေကိုအခန်းနေပါနေပြင်ခိုင်းလိုက်စမ်းပါလူပူလေးကပြောလိုက်တော့ဒီမိန်းမကြီးကလည်းအားတက်သေးရောနဲ့ဟဲဆရာကြီးတို့ကဒီအိမ်မှာတဲမှာတဲလားအဲတဲပါရှင်တဲပါကျမအိမ်ကိုလေကိုယ့်အိမ်ကိုရလို့သဘောထားပြီးတော့ဟိုတဲပါ ဒီချိန်မှာကိုအေးကလည်းအိမ်တော်ဖေးကန်းလေးကနေထွက်လာတယ်။ကျုပ်တို့ကိုမြင်တော့မျက်စောင်းကြီးထိုးပြီးတော့ခမရတော့ဘာလာရှုပ်ပြန်တာ။အဲ့ဒီကမှလူကူလေးမေကလည်းခေါင်းအောင်ချကနေလှည့်ပြီးတော့ဟဲ့ငါအေးအဲ့တဲ့ဒီအနေချင်းညံ့နေပါဦးမဟဲ့နေပါလီလာပြောနေတာလေ။ဒါငါအေးအေးငါအိမ်မှာဘသူတဲ့တဲ့နင်းနဲ့ပါဆိုင်တယ်။ကိုအေးကလည်းတောက်ချက်ခောက်ပြီးတော့အိမ်တော်ဖေးဘက်ကိုပြန်ဝင်သွားတယ်။လူကူလေးကကျုပ်တို့ကိုတစ်ချက်ပြုံးပြပြီးတော့ဟိုဆရာကြီးတို့ ိမ်မှာအေးအေးဆေးဆေးနေကြပါဗျာနော်ကျွန်တော်နာမည်ကိုလည်းမှတ်ထားအောင်တော့ကျွန်တော်နာမည်ကလေအတင်ခရာထိတ်တူမောင်မောင်ဝင်းမြင်းလေဗျာအဲလူတော်တော်များများတော့ကျွန်တော်အတူလေးလို့ခေါ်ကြဟမ်ခမားနာမည်ကလည်းခက်ဆန်းဆန်းပါလားဗျာဩဒါကြောင့်လူတွေကအတူလေးလို့ခေါ်တာဝူဟောတာကတော့ကျွန်တော်အမေဒေါ်ဘူးတည်ကြီးတယ်ဗျာအတူလေးကပြောတော့သူ့မိရလည်းမျက်နှာပြတ်သွားပြီးတော့ဟဲ့တားရဲ့ဘယ်လိုပြောလိုက်တာလဲတားရဲ့အမေနာမည်ကလေ မဟာသီရိဒုက္ခယူပကလေးယာမိုးစုစုဖျားနောက်ထိတ်တင်ရှင်မင်းညက်ပါသားရဲ့ဟောဗျာအမေတို့လူတွေကဒေါ်ဘူးသီးလို့ခေါ်တာပဲအမေရဲ့ဒေါ်ဘူးသီးပဲမို့ဟိုခမရတို့နာမည်တွေကတမျိုးပါလားဗျာဟိုတမျိုးဆိုကျမတို့ကဟိုးကုံးမောင်မင်းဆက်ကိုတီးထောင်တဲ့အလောင်းမင်းတရားကြီးရဲ့ဟိုအမေရလဲဗျာအမေရဲ့မိုးစင်ပေါင်းတဲ့ဆွေတော်မျိုးတော်တွေအကြောင်းခဏရက်ထားလိုက်ပါဦးဒီမှာဆရာကြီးတို့ဘိုင်းစာလာရောမောထမင်းလေးပါလေးကျွေးဖို့လောက်ပါဗျအတော်လေးဝင်ဖြတ်မှာစကကြောကပြတ်သွားတော့တယ် အေးအေးအဲ့တဲ့ဒီကိုကောင်းကောင်းအဲ့ခံမှာပေါ့ကွယ်အတော်လေးရဲ့မေတော်မူသည်ကအိမ်တော်ဖေးကိုပြေးဝင်သွားတယ်အဲ့ဒီအချိန်မှာပဲမိန်းကလေးတယောက်ကရေဦးလေးတွေကိုရွှဲလို့အိမ်ထဲကိုဝင်လာကြတယ်အတော်လေးကလည်းဒီမိန်းကလေးတွေကိုကြည့်ပြီးတော့ဟဲ့နင်တို့တွေဘယ်လိုသွားနေကြတာကိုယ့်ရဲ့ကြောက်တယောက်လို့အိမ်ပြန်လာတာတော့ချိုးပေါမေဟာဘူးဟိုရေရေတော့ခတာပါအကူလေးရဲ့ဒီသွားကြသွားကြလို့ဆက်ကြည့်တော့သွားလို့ကြတော့ မင်းကလေးတယောက်ကလည်းဖုံးမှန်ထားထားပေါင်းနေရှိရှိနဲ့ရွှေပုံမင်းကြိုက်တဲ့ကိုခန္ဓာနဲ့ပေါ့ဗျာကြောက်ဖြင့်အံ့ဩလို့ပါးစပ်တော့မသိနဲ့ဟိုအတို့နေဒီမင်းကလေးတယောက်ကဘသူတွေလဲဩဟိုထမိန်အနီနဲ့ရွှေဦးတဲ့အေးထမိန်အစင်းလေးနဲ့ကမီးကြီးလို့ခေါ်နေနှစ်ယောက်သလုံးကငါ့ရဲ့မိန်းမပေါ့ကွာဗျာဟိုအဲ့ဒါအဲ့ဒါအတို့လေးရဲ့မိန်းမတဲ့အေးလေအဲ့ဒါဘာထူးသန့်တယ်လဲဟာ ဟိုမဟုတ်ပါဘူးဟိုသူတို့ကြတော့မတို့ပါလားလို့တွေးမိလို့မကြငယ်တော်ဘူးတိရထွက်လာပြီးတော့ကျုပ်တို့ထမင်းစားခန်းထဲကိုခေါ်သွားတယ်ဘဲဥပုံထမင်းသပွဲကြီးရဲ့ပေါ်မှာဟင်းတွေကအဆုံးပဲဗျဟင်းခွက်တွေကြီးအခွက်20လောက်ရှိတယ်အတူလေးကလည်းအလိုက်တိရှာပါတယ်ကျုပ်ကဟင်းတွေခတ်ထည့်ပေးတယ်ကြက်သားဝက်သားအမဲသားကြက်ဦးချောင်းတွေစုံလို့ဗျတော်ဘူးတိရတော့ဆရာကြီးရဲ့ဘေးနားမှာဗတ်တက်ရက်ပြီးတော့ဆရာကြီးကိုဟင်းတွေခတ်ထည့်ပေးလိုက်ရက်တောင်နဲ့ရက်ခတ်ပေးလိုက်နဲ့အမှန်ကန်ကိုအဲ့ခံနေတာဗျာ ဆရာကြီးဦးအောင်ရှင်ခင်ဗျာတော်တော်အနေကျုံနေရှာတယ်။စားတော့ပြီးတော့အတို့လေးရဲ့ညီမဆိုတဲ့မိန်းကလေးကကျုပ်တို့အိမ်မော်တက်ကိုခေါ်သွားပြီးတော့အိတ်ခန်းတစ်ခန်းကိုလိုက်ပြပေးတယ်။အိတ်ခန်းကလည်းကောင်းလိုက်တာဗျာ။ကျွန်းကရင်ကြီးကလည်းတော်တော်သားသားနာနာပဲဗျာ။ဆရာဦးအောင်ရှင်ကလည်းဟိုမိန်းကလေးတွေပြန်ထွက်သွားမှတပင်းချနိုင်တယ်။ဟူးတော်ပါသေးရဲ့ကွာ။ဘာဖြစ်လို့လဲဆရာကြီးရဲ့။အော်ဘာဖြစ်ရမလဲ။မင်းဒေါ်ဘူးသီးလို့ပုံမြင်လည်းမဟုတ်ဘူးလား။ ဟိုဒေါ်ဘူးတိကြီးရတာဆရာကြီးကိုတိတ်လိုချင်နေတဲ့ပုံပဲဗျဆရာကြီးတော့ကော်တာပဲဗျာဟေးရမောင်ဒီမိမကြီးကိုငါကြောက်နေတာကွာဟောဘာဘာလဲဆရာကြီးဟိုသူကဆုံးဝါကြီးမဟုတ်လို့ဆုံးဆုံးရင်တော့မကြောက်ပါဘူးကွာအခုကငါ့ကိုပတ်ချွဲနှစ်ချွဲလုပ်ပြီးတော့ရေလံမြောင်းပေးနေလို့ကြောက်နေရတာဟေးကျုပ်လည်းတဟားဟားနဲ့ရေးလိုက်ပြီးတော့တယ်ညအင်ရောက်ကိုဆင်းတော့ကိုအေးတယောက်ကအင်ရှေခန်းကထိုင်ကုန်ကြီးပေါ်မှာထိုင်ပြီးတော့အရက်တောင်းနေတယ်ကျုပ်ကိုတွေ့တော့လက်ရက်ခေါ်ပြီးတော့ ရင်မောင်မင်းနဲ့ဆရာကြီးနဲ့ဒီအိုဘာလာလို့ကြတာလဲမှန်မှန်ပြောသန်းဟင်အောင်ဘာမှမလုပ်ပါဘူးဗျာဒီလိုပဲတိုက်ဆိုင်သွားတာကြောင်တော်တော်တော့မလုံးနဲ့တော့ရင်မောင်မင်းငါကြောင့်တည်တယ်မဟုတ်လားဟိုတည်ပါတယ်ကိုကြီးဟာခမရလေဒေါသကြီးဒီလိုနဲ့ကျုပ်တို့ကလည်းအိတ်ကြတာပေါ့ဗျာအဲ့နေတော့ညာသကောင်လောက်ရောက်တော့အိတ်ခဲနှကားကိုလူတယောက်ကတထောင်းထောင်းနဲ့လာခောက်တယ်ဗျာဥအောင်ရှင်ကလည်းတကားဘက်ကိုကြီးလိုက်ပြီးတော့ဟဲ့ဘယ်သူလဲကွာဟိုကျွန်တော်ပါအတူလေးပါဆရာကြီး အတို့လေးဆိုတာနဲ့ကျုံးကလည်းတကားကိုထောက်ဖွင့်ပေးလိုက်တယ်။အတို့လေးကအရန်နဲ့နေကိုမှုန်းထုံနေတာပဲဗျာ။အခန်းထဲကိုခေါင်းကဆက်ချပြီးတော့ဝင်လာတယ်။ကျုံးတို့အိတ်တဲ့ဂရင်းချိန်မှမတက်ရက်လိုက်တယ်။ဟိုအတို့လေးဘာဖြစ်လို့လဲကွာ။ငါအေးကိုငါအေးကိုခေတင်ပေးပါဆရာကြီး။ဟေးငါအေးကဘာဖြစ်နေလို့လဲကွာ။ဆရာကြီးတော့မသိဘူးဗျ။ငါအေးကအခုတလောအောင်လဲဆရာကြီးတယောက်နဲ့ပေါင်းနေတယ်။သူပြောတာကတော့သူ့မိအတွက်လက်ထုံပြန်မယ်ဆိုတာပဲဗျာ။ အေးပုံမှန်လင်းလင်းပြောရရင်တော့ငါတို့လည်းဒီကိစ္စနဲ့လာခဲ့ကြတာပဲကွအဲ့ဒီအောင်လင်းဆရာကြီးကတော်တော်ဆိုးဆိုးဆိုးပဲဆရာကြီးရဲ့ဟိုလူတွေပြောတာကတော့ဖုတ်ကြီး40အဆင့်ကိုတော့မှအောင်ထားတဲ့အောင်လင်းဆရာကြီးဆိုပဲဗျအတူလေးပြောတော့ကြောက်တော့အံဝန်းသွားမိတယ်ဟိုဆရာကြီးဖုတ်ကြီး40ဆိုတာဘာလဲဗျအောင်လင်းအဆင့်နေထဲမှာအဆင့်မြင့်တဲ့အထဲပါတဲ့အောင်လင်းပေါ့ကွာဖုတ်ကြီး40ရဲ့အကြောင်းကိုပြောရရင်တော့ဒီညတော့ပြီးမှာမဟုတ်ဘူးခင် ဟိုအဲ့ဒီအဲ့ဒီဖုတ်ကြီး40ဟာဟိုမြေလိမ်ဆုံးတွေကိုနိုင်တရားဆရာကြီးအေးနိုင်လောက်တယ်ကွာဟိုဒါဆိုဟိုကိုအေးကလူရေးမှန်ခဲ့တာပေါ့နော်လူရေးမှန်တာအသာထားတမ်းပါကွာကဲအတို့လေးဆက်ပြောတမ်းပါဟိုကျွန်တော်ကျွန်တော်လည်းငရေကိုအတန်တန်သားပါသေးတယ်ဆရာကြီးဟာဒါပေမဲ့ဒီကောင်ကတားလို့မရတော့တာဗျဒီနေ့ဒီဘာကိုရောက်လာတယ်ဆိုတာလေအဲ့ဒီအောက်လန်းဆရာကြီးနဲ့ချိန်ချက်ထားတာပြင့်မယ်ဗျအခုအေးရဲထဲမှာဒီကောင်မရှိတော့ဟော ကိုအေးကဘယ်ရောက်သွားတာလဲဗျကျွန်တော်ကအဲ့လိုအထိတ်တက်လက်မေးလိုက်တော့ဆရာဦးအောင်ရှင်ကလည်းဝင်ပြောတယ်အေးငါစိတ်ထင်တော့တုတ်တံမြေကိုသွားတာပဲဖြစ်မယ်ကွာအော်လန်းနေပညာအဲ့ရင်တုတ်တံမြေတင်းချိုင်းမြေမှာလုံးတက်ကြတယ်မဟုတ်လားဟောကြာပါစေဆရာကြီးရောကျွန်တော်တို့ကိုအေးနောက်ကိုလိုက်သွားကြအောင်ဆရာဦးအောင်ရှင်ကလည်းကရင်မော်ဆင်းလိုက်ရင်းနဲ့တကားအောင်မှာထောင်ထားတဲ့တောင်ဖွေးကိုယူလိုက်တယ်ကဲအတို့လေးမင်းရောက်လိုက်အောင်မလားအတို့လေးကလည်းမျက်စိမျက်နှာပြတ်သွားတယ်ဗျဟုတ် ဟိုလေဟိုဆရာကြီးတို့ပဲသွားကြပါအဲဟိုကျွန်တော်မိမရွှေ့ဦးပါလေကျွန်တော်မရှိမနေတတ်လို့ပါဗျာဩအေးတဲ့ចောင်းကြားလာဝင်နေသေးတယ်ဗျာကဲကျုပ်တို့သွားမယ်အတို့လေးကလည်းဆရာဦးအောင်ရှင်ရဲ့လက်ကိုဆွဲလိုက်ပြီးတော့ဟိုဆရာကြီးဟိုငအေးကိုလေလမ်းလမ်းမမရအောင်ကယ်တင်ပေးပါဗျာကဲစိတ်ချပါအတို့လေးဟာကဲရင်းမောင်းကြီးငါတို့သွားမယ်ဟိဆရာကြီးနဲ့ចောင်းတွေကလည်းအိမ်ပေါ်နေဆင်းလာခဲ့ကြတယ် မိုးစိုးရွာကိုမြောက်ခင်မှာတုတ်တန်ကြီးတစ်ခုဖျက်ခဲ့ရတယ်မဟုတ်လားဗျကျုံတဲ့ဆရာကြီးကလည်းအဲ့ဒီတုတ်တန်ကိုရှောက်လာခဲ့ကြကျုပ်တို့ထင်တာမှန်လေဗျတုတ်တန်ကိုအဝေးကလှမ်းကြည့်လိုက်တဲ့အခါမှာစီမီကွက်လေးအောင်လေးကိုမြင်တွေ့လဲရကျုပ်ကလည်းရှေ့ဆက်သွားမဲ့အလုံးမှာဆရာဦးအောင်ရှင်ကကျုပ်ကိုတားတယ်ရင်းမောင်ဟိုငါတို့တိုးတိုးတိတ်တိတ်ကလေးသွားမှာဖြစ်မယ်ကွာကျုံတဲ့ဆရာကြီးကလည်းတုတ်တန်လေးကိုခိုးကြောင်ခိုးဝဲနဲ့ဝင်လာခဲ့ကြတယ်အုတ်ကွေကြီးတွေတိပင်းကြီးတွေကိုအကာအဝယ်ယူရင်းနဲ့တဖြည်းဖြည်းတိုးကန်လာခဲ့ကြတယ် တဖြည်းဖြည်းနဲ့ကိုရီးတို့အနောက်နီးကပ်လာခဲ့တယ်ဆိုပါတော့အဲအောင်လင်းဆရာအနေရောင်အင်ဂျင်နဲ့အနေရောင်ပစိုးကိုဝင့်ထားတယ်အနေရောင်ဝိဇ္ဇတသားကိုလည်းယောဂီတွေပတ်တယ်လို့မျိုးပတ်ထားသေးတယ်ဗျခေါင်းပေါင်းကလည်းအနေရောင်ပဲဗျရောင်တုံးသေးသေးလေးကိုခေါင်းပေါ်မှာထုံးထားသေးတယ်ရှီယောအုပ်ဝီးတစ်ခုပေါ်မှာအောင်လင်းဆရာထိုင်းနေတယ်ဗျဘေးနားမှာတော့ကရောပွဲတစ်ပွဲတင်ထားပြီးတော့ဆင်မီတိုင်တွေကိုထုံးထားတယ်ရှီယောအုပ်ကူဆိုတာကတော့အကြီးကြီးတွေဆိုတော့ချောင်ချောင်ချီချီပဲဗျအုပ်ကူရဲ့အောက်ကမြေပြင်မှာတော့ကိုရီးတယောက်ကကြုံကြုံလေးထိုင်းနေတယ် ကျုပ်အရှိကိုတို့မယ်လို့တော့ဆရာဦးအောင်ရှင်ကတားလိုက်တယ်။မြေပြင်တနေအောင်လက်ညှိုးထိုးပြတော့မှစီးတားထားမှန်သိလဲရတယ်ဗျ။အော်လဲဆရာကလည်းသူ့အတန်အော်ကြီးနဲ့ကန်ကဲအေးမင်းရဲ့အတန်နဲ့ခန္ဓာကိုငါ့ကိုအံ့မလားဟိ။ကိုကြီးကလည်းမူးနေပုံရတယ်။ဟိုအတန်နဲ့ခန္ဓာကိုဘာဖြစ်လို့အံ့ရမှာလဲဆရာကြီး။အော်မင်းတော်တော်အမေးမြန်းထူတဲ့ကောင်ပဲကွာမင်းပဲဆုံးနေကိုနိုင်ရင်လည်းဆိုးကွာငါစီကပညာတွေကိုသင်ရင်လည်းဆိုးကွာအော်ဟုတ်ဟုတ်သားပဲဆရာကြီးရေမေးလို့ပါဗျာ ကဲအံ့မလားမဘူးလားဟိုအဲ့တော့အဲ့ချိန်မှာလေဆရာကြီးရဲ့ဟိုဒါနဲ့ဆရာကြီးကကျုပ်တက်ကိုရတော့ဘာလို့မှလဲဗျအော်လဲဆရာကလည်းတော်တော်စိတ်ရှုပ်နေတဲ့ပုံပဲဗျကိုအေးဆိုတာလည်းအရက်ကလေးဝင်သွားရင်စကားတွက်သွားတဲ့လူမျိုးမဟုတ်လားမင်းတော်တော်ရှာရှည်တဲ့ကောင်ပဲကွာအံ့မယ်လို့သာပြောစမ်းကွာသုံးကောက်ပြောငါ့စိတ်တော်မလုံးနဲ့အော်ဟုတ်ဟုတ်အဲ့ပါတယ်ဗျအဲ့ပါတယ်ယော့ကတော့ဘောလည်းနှစ်ဖက်နဲ့တေးချာကင်ပြီးတော့ခေါင်းမော်ကိုရွက်ထား ကိုအေးကလည်းအောင်လဲဆရာပြောတဲ့အတိုင်းခေါင်းပေါ်ကိုရွက်လိုက်တယ်။ကဲငါတော့ကနေလိုက်ဆိုသံ။အောင်လဲဆရာအရှိကနေတိုင်ပြီးကိုအေးကလည်းအနောက်ကနေလိုက်ဆိုပေါ့ဗျာ။ကိုအေးကမူယူနေတာဆိုတော့စကားတွေရမပြီး ဆိုချင်တာတွေဆိုနဲ့တော်တော်လေးခီးမပေါ်ဘူးဖြစ်နေတယ်။ကျုပ်ဖြင့်ရေကျင်စိတ်ကိုအောင့်ထားရတယ်ဗျာ။ကဲကဲတော့တော်ပြီတော်ပြီတော်ပြီကွာမင်းဟိုမှာသွားရင်နေ။ကိုအေးကလည်းတနေရာမှာသွားရလိုက်တယ်။အဲဒီအချိန်မှာအောင်လဲဆရာဓမြောင်လေးတစ်ချောင်းကိုလွယ်ရည်ထဲကနေဆွဲထုတ်လိုက်တယ်ဗျာ။ ဓမြောင်လေးကကိုလက်မလောက်ပဲရှိမဲ့ဓားကလေးပြဒီဓားလေးကိုထုတ်လိုက်တော့ကိုကြီးကဟိုဆရာကြီးအဲ့ဓားဘာလို့မလို့လဲဗျဩမင်းကိုပညာပေးဖို့ပေါ့ငါအေးရဲ့ဗျာဟိုပညာပေးတာလဲဓားပါမှာဖြစ်မှာလားဗျမင်းကိုပညာပေးမယ်ဆိုတာညာပြောတာကွာအေးတကယ်တော့ငါလက်တည်းဟောဒီတန်သေးသွေးတော်တော်ကိုအစာကျွေးကျင်နေတာကြာပြီကွာမင်းနဲ့တွေ့တော့ဟန်ကြသွားတာပဲဟဲ့ဗျာဒါ ဒါအစာကျွေးရတယ်တဲ့လားကျွေးရတာပေါ့ကွာဒီတော့သုံးတဲ့တခါလူသွေးတက်ရတယ်ကွာအေးတိုက်တဲ့အခါမှာလေလူဝန်းသူဝန်းရဲ့အသွေးကိုတိုက်လို့မရဘူးကွာလူဆုံးလူမရဲ့အသွေးကိုတိုက်မှဒါအစွမ်းထက်တာအော်လန်းဆရာလည်းဓာတ်ကိုကန်ရင်ကကိုရေးစီကိုပြစ်ပေးလိုက်တယ်ကိုရေးကလည်းဓာတ်ကိုလမ်းတစ်ဖက်နဲ့ဖမ်းထည့်လိုက်တယ်ကန်ငယ်အေးမင်းနဲ့ငါနေကအစိမ့်သက်သက်တော့မဟုတ်ပါဘူးကွာမင်းဒီဓာတ်ကိုမှတ်မိသေးရဲ့ကိုရေးကလည်းဓာတ်ကိုဆက်ကြည့်လိုက်ပြီးတော့ဟောဓာတ် ဒါကြောက်ရဒါပဲဗျ။အေးပြောစမ်းမအောင်ကွာ။ဒီတော့မင်းဘလို့ရခဲ့တာ။ဟိုလုံခဲ့တဲ့၉နှစ်ကျော်လောက်ကကျောရကျော်ကြီးကသူ့ရေဖိုးပတ်စံမရှိလို့ဆိုပြီးတော့ဒီတော့ကိုတုံးချက်နဲ့ကျုပ်စီကိုရောင်းခဲ့တာ။အော်လန်းစရာလည်းတခုခုကိုကြိုပြီးတော့တည်နေတဲ့ပုံစံနဲ့အေးဒါတင်ပဲလားကွာ။ဟိုမဟုတ်ဘူးဗျ။ဒီတော့ဝယ်ပြီးတော့၃ရက်ကြာမှမြင်းသာရွာဇေယဟောင်းမှာဖိအဲ့ကြရင်လည်းကျုပ်လူတယောက်ကိုဒီသားနဲ့တတ်ခဲမိ။လူသက်တော့အခြေအနေလေးပြောစမ်းပါဦးကွာ ိုလူတဲ့တော့ကျုပ်စိတ်တွေကပုံမှန်မဟုတ်ဘူးဗျကျုပ်ရင်ကစိုးကဲမိုက်ခဲ့တယ်ဆိုပေမဲ့လူတယောက်ကိုတက်ဖြတ်ဖို့ထိမတွေးခဲ့မိဘူးအေးအဲ့ဒီနေရာဖဲရှုံးထားလို့စိတ်တွေကပူလောင်နေတယ်ဗျဒဏ်ကြိုင်တဲ့လူရဲ့မျက်နှာအောင်မြင်တော့သူ့ကိုတက်ချင်စိတ်တွေကတဖောပါဖြစ်လာအကျုပ်တငယ်ချင်းနဲ့ရန်ထဖြစ်တော့ကျုပ်ကလည်းဒီသားနဲ့လူတက်လိုက်မိတာဒါပဲကွာအေးတကယ်တော့မင်းကလူတက်ခဲ့တာမဟုတ်ဘူးဟောဒီသားကတက်ခဲ့တာကွာဒီသားကိုလူမရဲ့သွေးကိုတိုက်ရမယ့်အချိန်ရောက်လို့ငါကကြော်ကြီးရဲ့လက်ထဲကိုအပ်လိုက်တာကွာ ကျော်ကြီးကမင်းကိုသေးပေါပေါနဲ့လာရောက်တာမင်းကိုသေးသေးချင်းလို့ပဲဗျာဒါဒါဆိုအေကျော်ကြီးကမင်းကိုသေးသေးချင်းပေမဲ့မင်းတို့အိမ်ချမ်းမှာအဆောင်ချောက်တွေရှိနေတဲ့အတွက်ဒီတော့မင်းရဲ့သွေးကိုမတောက်နိုင်ခဲ့ဘူးလေဒါနဲ့တော့ရဲ့ကြတော့ဖဲဝမ်းကိုရောက်တဲ့အချိန်မှာအခြားလူမရဲ့သွေးကိုတောက်ခဲ့တာပဲကွာဟောခမရခမရတော်တော်ရုံးမာတာပဲဗျဒါကြောင့်ကျုပ်လည်းစိတ်ထဲမှာထင်နေပါတယ်အကျုပ်လူသက်ပေမဲ့လူသက်လိုက်တဲ့အချိန်မှာကျုပ်စိတ်တွေကတမျိုးဖြစ်နေတယ်ဗျ။အဲ့ဒီလူကိုတတ်ဖို့ကျုပ်ကိုတယောက်ကနှိုးတော်သလိုဖြစ်နေ အဲ့တော့သွေးတောက်တာကမင်းကိုနှိုးစော်နေတာကွအေးတကယ်တော့သွေးတောက်တာကလူမရဲ့အသားကိုစားလိုက်တာကွလူမရဲ့အသွေးကိုတောက်လိုက်တာလူတွေမြန်မာတော့မင်းကလူသက်တယ်ဆိုပြီးတော့ဖြစ်သွားတာပေါ့ကွခမောခမောလူရောက်မှာပဲဗျခမောကြောင့်ကိုနှစ်တော်ဆယ်နှစ်နီးပါးထောင်းကြခဲ့ရတာဗျအခုတော့ဘာမှမထူးတော့ပါဘူးကွဒီတကဒီတာကမင်းရဲ့သွေးကိုတောက်ရတော့မယ်မဟုတ်လားကွလွန်ခဲ့တဲ့ကိုနှစ်ကမတောက်လဲရတဲ့လူမရဲ့သွေးကိုအခုတော့တောက်ရပြီပေါ့ကွ ခမရလူယုံပါခမရခမရကိုစမ်းမယ်ကိုကြီးကလည်းဓာတ်ကင်ပြီးတော့အော်လန်းဆရာစီကိုပြေးသွားလိုက်တယ်ဒါပေမဲ့ခြေတလန်းလောက်ပဲလှမ်းရသေးတယ်ကိုကြီးတယောက်ရဲ့ခြေလန်းတွေကရက်တန်သွားတယ်ဗျလေးပေါ်မှာကာယာကြီးဖြစ်နေတယ်ဗျအော်လန်းဆရာကလည်းရင်နေရအော်မငါ့ရဲ့ဓာတ်နဲ့ငါ့ကိုပြန်တက်လို့ရမယ်လို့ထင်းနေတာလားကွာအော်လန်းဆရာကလည်းမန်းမဟုတ်ပြီးတော့ကိုကြီးကိုလက်ညှိုးညွှန်လိုက်တဲ့အချိန်မှာကိုကြီးရဲ့လက်တွေကလှုပ်လာတယ်ဗျာ သူ့လက်တွေကဓမြောင်းလဲနှစ်ဖက်နဲ့သေးချာကင်လွဲနေတယ်။ကိုရဲ့မျက်လုံးကြီးတွေကတော့ပြူးလို့ပြို့။ကိုရဲ့ဓမြောင်းကိုယ့်ဘက်ကိုချိန်လိုက်ပြီးတော့လဲနှစ်ဘက်ကိုမြှောက်တင်ပြီးတော့အားယူလိုက်တယ်။သူ့လုံးနေတဲ့ပုံစံကသူ့ရင်ဝါးကိုသူဓာတ်နဲ့ပြန်ပြီးတော့ထိုးမဲ့ပုံစံပဲဗျ။ကဲငါတပီကြီးမင်းတို့လူမရဲ့အသားတွေကျွေးပါတယ်ကွာ။လူမရဲ့သွေးကို တိုက်ပါမေးစိတ်ကြိုက်စားတော့ပြီးရင်နောက်လောငါခိုင်းတာတွေကိုတောင်းဝင်ကြည့်ရင်လည်းဆက်လုပ်ပေးပါဟုတ်ပလားအောင်လဲစရာပြောတော့ဓားသွားအယောင်တွေဝင်းလဲလာတယ်ဗျာ ကျောက်ပြင်ဆရာကြီးဝေါ်ရှင်ကိုလက်တို့လိုက်မိတယ်။အကျောက်တို့ကအခုမလှုပ်ရှားဘူးဆိုရင်ကိုကြီးကသူ့ရင်ဘက်ကိုသူဓာတ်နဲ့ပြန်ထိုးချတော့မယ်ပုံမဲ့ဗျ။ကိုကြီးကလည်းသူ့လက်နှစ်ဖက်ကိုရင်ဝါကိုဆွဲဆိုင်ချလိုက်တဲ့အခါမှာတော့လက်ကတစ်ချက်လှုပ်သွားပြီးတော့ကြမလာဘူးဗျ။လေးပေါ်မှာတန်းလန်းကြီးဖြစ်နေတယ်။အောင်လန်းဆရာကလည်းဘာတွေယုံမဲမသိဘူးဖြစ်နေတယ်ဗျ။ဒါပေမဲ့လည်းဓာတ်ကမလှုပ်ဘဲနဲ့ဖြစ်နေတယ်။အောင်လန်းဆရာကလည်းမျက်နှာပြက်သွားပြီးတော့အနောက်ရှက်အဟန်သားတွေချင်းထွက်ခဲ့ပါဗျ။ဘာကြောင့်နောက်ရှက်ရသလဲဆိုတော့လာရှင်းပါ ဆရာဦးအောင်ရှင်ကလည်းတစ်ပဲ့နောက်ကနေထွက်လိုက်ပြီးတော့လက်တစ်ဖက်ကိုခါထောက်ထားလိုက်တယ်။အောင်လဲဆရာလည်းဆရာကြီးကိုတွေးတော့လန့်သွားတယ်ပုံပဲဗျ။ခမောက်ဘလူလဲဗျ။ခမောက်ဘာဖြစ်လို့ကြောက်ကုန်နှောက်ရှက်ထား။ငါနာမည်အောင်ရှင်ပဲကွာ။မြင်းသားရောဖျက်ပင်ဆရာကြီးဦးအောင်ရှင်ဆိုတော့ငါပဲကွာ။ဦးအောင်ရှင်ဆိုတဲ့နာမည်ကိုကြားလိုက်တာနဲ့အောင်လဲဆရာလည်းလဲဖြန်သွားတယ်ဗျ။နောက်တော့ဥက္ကကြီးပေါ်မှာစောင်းကြောက်ထားထိုင်လိုက်တယ်ဗျ။အောင်လဲဆရာကြီးကတကယ်ပညာရေးတွေကိုသုံးမဲ့ဆိုရင်အဲ့လိုစောင်းကြောက်ထိုင်တယ်လို့ကြားဘူးတယ်။ခမောက်ဘာဖြစ်လို့ကြောက်ကုန်နှောက်ရှက်ထား။ မင်းကိုနှောက်ယှက်တာမဟုတ်ဘူးကွာမကောင်းမှုမှန်တဲ့ဘက်ကိုဟန်တာပိတ်ပင်ဖို့အတွက်ငါမှတာဝန်ရှိတယ်အေးဒီနေရာမှာမင်းမဟုတ်ဘဲနဲ့အခြားလူဆိုရင်လည်းငါဝင်တာမှာပဲငါမင်းနဲ့ရံမဖြစ်ချင်ဘူးကွာအဲ့ဒီဓာတ်ကိုရောငါအေးကိုရောထားခဲ့ပြီးတော့မင်းပြန်လိုက်တော့အောင်းမဒီဓာတ်ကကျောင်းအနည်း20လောက်ဖန်တီးထားတဲ့ဓာတ်ဗျခမောက်လွယ်လွယ်နဲ့ပေးခဲ့နိုင်မလားမထူးပါဘူးဖယံပြန်ဆရာကြီးဘယ်လောက်ဆန်းနေဆိုတော့ဆန့်ကြည့်ရတာပေါ့အောင်းလဲဆရာကလည်းလက်ဖြောက်တစ်ချက်တီးလိုက်တဲ့အချိန်မှာသွေးတောင်ဓာတ်ကမိုးပေါ်ကိုပြန်တက်လာတယ်ဗျာ ပြီးတော့အော်လဲဆရာရဲ့လက်ထဲကိုရောက်လာတယ်။ဒါကလေသွေးအောင်ကြီးလို့နီးရဲပြီးတော့ဝင်းလန်နေပါရော။သွေးတောက်ထားနဲ့ဆရာကြီးကိုချိန်ပြီးတော့သွေးသက်တွေလို့အရာတွေကလှမ်းပြီးတော့ပတ်ထည့်လိုက်တယ်ဗျ။ဒီလောက်တော့ဆရာကြီးကိုရှင်လို့မရပါဘူးဗျ။သွေးသက်ကလေးတွေကဆရာကြီးရဲ့အရှိလေးပေါ်မှာဝဲပြန်နေတယ်။ဆရာကြီးကလည်းလက်တစ်ဖက်ကိုရမ်းထည့်လိုက်တော့အဲ့ဒီသွေးသက်လေးတွေကအော်လဲဆရာဘက်ကိုပြန်ထွက်သွားတယ်။အော်လဲဆရာခမောင်ကြောက်ကြောက်လန့်လန့်နဲ့အုတ်ကူကြီးရဲ့အနောက်ကိုခုံဆင်းပြီးတော့ပုန်းလိုက်ရတယ်။သူ့လက်နဲ့တော့သူပြန်ကြောက်တဲ့ပုံပဲဗျ။အဲ့နောက်တော့ဘာမှမုန်းနေလည်းမသိဘူး။ထက်ပြစ်သေးတယ်ဗျ။ ဒါတွေကလည်းဆရာကြီးကိုရှင်လို့မရပါဘူးဗျာနောက်ဆုံးတော့မဟန်တော့တာနဲ့အောင်လဲဆရာလည်းသူ့လက်ထက်ကသွေးတောက်တော့အမိန်ပေးပြီးတော့ဆရာကြီးစီကိုပြက်ထဲလိုက်တယ်သွေးတောက်တာကလည်းလေးပေါ်မှာပြန်လာနေတော့မှပဲအောင်လဲဆရာဟိုဘက်ကိုလှည့်ပြီးတော့ထွက်ပြေးတော့ဒါပေမဲ့ကိုရဲကအောင်လဲဆရာကိုဖမ်းချုပ်လိုက်တယ်ဗျအောင်လဲဆရာရဲ့မျက်နှာကိုလက်သီးနဲ့ခွက်ခနဲထိုးချထဲလိုက်တာအောင်လဲဆရာခမောင်းမြေပေါ်ကိုလဲကြသွားတယ်အောင်လဲဆရာကလည်းဖင်ကုန်းပြီးတော့ပြန်ထနေတော့ကိုရဲကအောင်လဲဆရာရဲ့ရင်ဝါကို၆၀၀နဲ့စောင့်ကန်ထဲလိုက်တာအောင်လဲဆရာတယောက်လည်းပက်လက်လန်သွားပါတော့ဗျာ ကိုအေးကလည်းအွန်လိုင်းဆရာကိုနပန်းဖတ်လုံးပါရောကိုအေးနဲ့အွန်လိုင်းဆရာနေကဗတ်တပြန်ကြားတပြန်လုံးထွေးနေတယ်ဗျအဲ့ဒီချိန်မှာဆရာဦးအောင်ရှင်ကလည်းသူ့စီကိုပြန်ဝင်လာတဲ့သွေးတော်သားကိုလက်နဲ့ပုတ်ချထဲလိုက်တယ်သွေးတော်သားကလွင်ထွက်သွားပြီးတော့မြေပေါ်ကိုကျသွားတယ်ဗျဒါကိုအွန်လိုင်းဆရာကမြင်သွားတယ်သွေးတော်သားကိုသူ့လက်နဲ့ကောက်ကန်လိုက်ပြီးတော့ကိုအေးကိုထိုးဖို့လုပ်တယ်ကိုအေးကလည်းတိုက်ခိုက်နေကြဆိုတော့လှင်တာပေါ့ဗျအွန်လိုင်းဆရာရဲ့ရင်ဝါကိုခြေထောက်နဲ့အောက်ကနေပင့်ကန်ထဲလိုက်တာအော်လဲဆရာတယောက်ကလည်းလွင့်ထွက်သွားတယ်ဗျ။အုတ်ကူနဲ့ဆောင်းမိပြီးတော့မှောက်ခွင်ကြီးဖြစ်နေပါဦးဗျာ ကိုအေးကလည်းလူလဲထားလိုက်ပြီးတော့ဟဲ့လူကြီးခမားနဲ့ကျုံနဲ့စရင်ရှင်းလို့မပြီးသေးဘူးဗျခမားထားသမ်းပါကိုအေးကပြောပေမဲ့အောင်လဲစရာတုံနေရင်ဖြစ်နေတယ်ဗျကိုအေးကလည်းအောင်လဲစရာကိုဆွဲထူလိုက်တော့အောင်လဲစရာရဲ့လက်ကရင်ဘတ်မှာတန်လန်ရင်ဖြစ်နေတယ်သူကင်ထားတဲ့သေးတော့တာကိုအေးကန်ထဲလိုက်လို့လဲကြမှာသူ့ရင်ဘက်ကိုသူပြန်ပြီးတော့ထိုးမိသွားတဲ့ပုံပဲဗျအောင်လဲစရာလည်းမျက်လုံးပြည့်မဆန်ပြူးဖြစ်နေတယ်ဗျသေးတော့တာကလည်းနီးရဲနေပြီးတော့အောင်လဲစရာရဲ့ရင်ဝါကိုထွက်လာတဲ့မှာအသွေးတွေကိုဆုပ်ယူနေတယ် အွန်လိုင်းဆရာရဲ့မျက်နှာလေးသွေးဆုပ်ပြီးတော့ဖြူဖြော့သွားတယ်။ဗဇက်ကနေလည်းအမြုပ်ဖြူဖြူတွေကထွက်နေတယ်ဗျ။ကိုအေးကတော့မကြင်မြင်နဲ့နဲ့ခမောင်းမသေးရဘူး။ခမောင်းကိုကြောက်တန်အောင်ပါဗျ။ဒီကမှာဆရာကြီးကကိုအေးကိုထားလိုက်တယ်။ကဲငါအေးထားလိုက်ပါတော့ကွာ။သူ့အတက်သူစူးပြီးတော့သူ့အကူသွန်တဲ့သူသွားပြီမဟုတ်လားကွာ။မိလက်ကိုသွေးဆုံးမခံပါနဲ့တော့ကွာ။ဆရာဦးအောင်ရှင်ပြောတော့မှကိုအေးကငြိမ်သွားတယ်ဗျ။အွန်လိုင်းဆရာကတော့တေသွားပြီထင်လာပဲဗျ။ ဒါတော့ကြက်သွေးအောင်ဝင်းလည်နေတော့မယ်။ဟိုဒီဒီတော့ဘာဆက်လုပ်မလဲဆရာကြီး။အေးထုံးတယ်ဆိုရင်တော့ဓာတ်သခင်တင်ဓာတ်သူ့လိုလိုပြက်ပြဲသွားတဲ့တည်းကွာ။ကဲလာဟိတို့မြင်မြန်သွားကြစို့ကွာ။ကိုအေးကတော့ပေကက်ကက်နေဗျ။ဟိုကျုပ်ကျုပ်ဒီတော့ယူမယ်ဆရာကြီး။ဒီသားနဲ့ဆုံးမတွေကိုသွားတမ်းမယ်။ထားလိုက်ပါတော့ငါအေးဟာမေးလက်တော့မြင်ညင်စောနဲ့အမားတွေလုံးမိပြီမဟုတ်လားကွာ။မသေးတာကန်ကောင်းဟိကဲလာစမ်းပါကွာ။ ဆရာကောင်ရှင်ကလည်းကိုအေးကိုဂုတ်ဆဲပြီးတော့ပြေးတယ်။ကျုပ်ကလည်းဆရာကြီးတို့အနောက်ကနေပြေးလာလာခဲ့ရတယ်ဗျ။တုံးတဲ့အထွက်တော်မရောက်သေးဘူး။ခုနကနေကနေဟုံးငနဲ့ပောက်ခွဲတန်ကြီးတစ်ခုကိုကြားလိုက်ရတယ်ဗျ။ပောက်ခွဲတာမှတော်တော်ပြင်းပြင်းပဲဗျ။မြေပြင်မှာအပေါက်ကြီးဖြစ်ပြီးတော့ကြံ့နေခဲ့တာ။အခုတည်းကလည်းလဲပြုတ်ပြီးတော့မြေမုံနေနဲ့မှုံဝါနေတာပဲ။ရွာသားတွေရောက်လာရင်ရှင်းပြခန့်နေမှာဆိုတာနဲ့ကျုပ်တို့သုံးအောင်သားကလည်းရွာပြင်ကွင်းထဲကနေပတ်ထွက်လာပြီးတော့အတူလေးတို့အိမ်ကိုပြန်လာခဲ့လိုက်ရတယ်။ကျုပ်တို့ထင်ထားတဲ့အတိုင်းပါပဲဗျ။ မိုးစရွာအိမ်လေးတွေစီကနေမီးလင်းအောင်တွေဝင်လာလာပြီးတော့ရွာသားတွေကလည်းစုယုံပြီးတော့ထွက်လာကြတယ်။နောက်တော့ပေါက်ကွဲတန်ကြားတဲ့တုတ်တန်ကြီးစီကိုဥတီသွားကြလေရဲ့ဗျာ။ကျွန်တော်တို့ channel ကနေအခုတင်ဆက်ပေးသွားတဲ့ဇလန်ကောင်းလေးကတော့ဆရာကတော့ကိုရင်ရေးသားထားတဲ့ဖျက်ပြန်ဦးအောင်ရှင်နဲ့တွေးတောက်တာအတွဲနဲ့စာသင်23ပဲဖြစ်ပါရဲ့ခင်ဗျာ။နောက်မြန်မာလည်းဒီတဲ့စိတ်ဝင်စားစရာကောင်းတဲ့ဇလန်ကောင်းမျိုးကိုတင်ဆက်ပေးဆောင်ပါမို့စောင့်မျှော်အားပေးနားဆင်ကြပါဦးခင်ဗျာ။နားဆင်အားပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရယ်ခင်ဗျာ။ ပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပြီးတော့ဆန္ဒနဲ့